ကဲအားလုံးပဲမင်္ဂလာပါဒီမနေ့မှာကျွန်တော်ပြောတာလေးတွေကိုလည်းပဲသတိထားပြီးတော့နားတော်ပေးကြဖို့မေတ္တာရက်ခံပါတယ်เนาะအဲ့တော့ဒီဗီဒီယိုဖိုင်လေးကဘာဗီဒီယိုဖိုင်လေးလဲဆိုလို့ရှိရင်ဒါမွ슬င်မွ슬င်ဖျားเจ้าရဲ့အဲဖျားရှိခိုးဆောင်ထဲမှာเนาะဟိန္ဒူတယောက်ကသွားပြီးတော့ဝိပ္ပူတာပေါ့ဗျာအဲ့တော့မင်းကဟိန္ဒူလားတဲ့ဟုတ်ပါတယ်ပေါ့ ကဲအဲ့ဒါဆိုလို့ရှိရင်ထွက်ခဲ့ဆိုပြီးတော့ဆွဲထုတ်ပါတဲ့ဗီဒီယိုဗိုင်ရိတ်ဖြစ်ပါတယ်အစာဆုံးလေးခဏကြည့်ကြည့်အောင်တေချာကြည့်ပါတော့တေချာပြန်ကြည့်ပါသူဟိန္ဒူရပါဂျိုအဆမတ်ကြည့်ပါကဲဒီလောက်ဆိုလို့ရှိရင်တော့เนาะသူတို့တွေရဲ့သဘောတရားကိုနားလည်မယ်လို့ထင်ပါတယ်เนาะ ဲ့တော့ကျွန်တော်ကလေအခုကျွန်တော်ပြခဲ့တဲ့ view ထဲမှာခင်ဗျားတို့မြင်နေတွေ့တဲ့ကြာတွေ့တဲ့အတိုင်းပဲပေါ့နော်သူတို့ဒီမွတ်စလင်တွေကဘယ်လောက်ထိအဲသူတို့ကဒါဗဇက်ကဒါရှောက်ပြီးဘာသာပေါင်းစုံတန်းတူညီမျှရေးဘာတွေရှောက်ပြောနေတာသူတို့အာသာသွားတဲ့ခါကျတော့ဘာဖြစ်လဲသူတို့ဘုရားကျောင်းထဲမှာလာဝတ်ပြုတဲ့ဟိန္ဒူကိုတော့မင်းကဟိန္ဒူမှလာရဲဆိုပြီးတော့ဆွဲထုတ်သွားတဲ့ဗီဒီယိုဖိုင်လေးနော်အဲ့တော့တချို့ကပြောတယ်ကြာ င်းကဘာလဲတဲ့စူပူအောင်လုပ်နေတာလားတဲ့တချို့ကလည်းပြောတယ်မင်းပြီးပါမှနေမနေနဲ့တဲ့ပြီးလို့နဲ့ဝင်လာခဲ့တယ်ဟာကျွန်တော်ပြီးလို့နဲ့မှနေနေတာပါနော်ရန်ကုန်တိုင်းရန်ကုန်မြို့နယ်မှာနေနေတာဖြစ်ပါတယ်အဲတချို့ကလည်းပြောတယ်ဗျဘာလဲဆိုတော့ဟိုပြီးပါရေးတွေစိတ်ဝင်စားနေနေတယ်ပြီးရေးရေးကိုစိတ်ဝင်စားတယ်အာကျွန်တော်ပြည်တွင်းရေးတဲ့ကိုပြည်တော်စုရေးကိုကျွန်တော်စိတ်ဝင်စားပြီးပြောနေတာခင်ဗျားတို့နိုင်ငံသားတွေက ဟိုခင်ဗျားတို့ထမင်းစားဖို့တခုလေးစဉ်းစားနေတာခင်ဗျားတို့ကဟိုတိုက်ပွဲကြီးတိုက်ပွဲဖြစ်တာတွေတခုလေးပဲစဉ်းစားနေတာကျွန်တော်ကအမျိုးသားနိုင်ငံရေးကိုစဉ်းစားနေတာကျွန်တော်ပြည်တော်စုအရေးကိုစဉ်းစားနေတာပြည်တော်စုအကျိုးစီးပွားအမျိုးသားအကျိုးစီးပွား national interest ကိုကျွန်တော်တို့ကစဉ်းစားပေးနေတာနော်တချို့ကလည်းပြောတယ်အဲကိုကြီးကဘာကြီးမှဒီလောက်ထိဖြစ်နေတာကိုကြီးပြောတာကတော့ကောင်းတော့ကောင်းနေတဲ့ဒါပေမဲ့ ကျွန်တော်အဲ့လိုလှုပ်လို့တော့မရဘူးထင်တယ်နော်တဲ့ဟိုတက်ဆိုင်ရမြို့နယ်လိုက်အဖွဲ့စည်းတွေဖွဲ့စည်းဖို့စူးစမ်းရမယ်တဲ့အဲ့တော့ကျွန်တော်အဲ့လိုလာပြောတော့ကျွန်တော်ကလည်းဘာကောင်းမှမဟုတ်ဘူးလေကျွန်တော်ကအမြင်မတော်လို့ဘေးထွက်မနေဘဲနဲ့တာဝန်ရှိတယ်ထင်လို့တာဝန်သိစိတ်တဲ့နဲ့ပြည်တော်စုအရေးကိုကျွန်တော်ကအမြင်မတော်လို့စောအောင်နေခြင်းသာဖြစ်ပါတယ် ကျွန်တော်မဘာမှမရှိဘူးကျွန်တော်အလုပ်တွေရှိခဲ့စင်ပါလဲပဲအနီတွေကကျွန်တော်ကို blacklist ထည့်တယ် white out လုပ်တဲ့အတွက်ကြောင့်ကျွန်တော်စာတွေလည်းတည်လို့မရဘူးဘာမှကျွန်တော်အလုပ်မှမရှိဘူးကျွန်တော်ပိုင်တာဆိုလို့ကျွန်တော်ရဲ့အုံနောက်လေးတစ်ခုပဲပိုင်တယ်ကျွန်တော်ဒီအုံနောက်နဲ့ကျွန်တော်တည်ရမှတ်တဲ့ပညာပညာလေးတွေနဲ့နိုင်ငံအတွက်ကိုပြည်တော်စုအတွက်ကိုမဖြစ်သင့်တာမဖြစ်အောင်ဝေမျှပေးနေရဒါဒါလေးပဲကျွန်တော်မှာပိုင်ဆိုင်နေဗျအဲကျွန်တော်မှာပတ်ဆက်ရှိလို့ရတော့ဗျာကျွန်တော်ကိုယ်တိုင်ဥစားပြီးတော့လုပ်မှာပေါ့ ကျွန်တော်ကိုယ်တိုင်ပတ်သက်ရှိကျွန်တော်ကိုယ်တိုင်အသိထောင်ပြီးတော့ကျွန်တော်ကိုယ်တိုင်စနစ်တကျနဲ့လုံပါကျွန်တော်မှာစီမိုးကျွန်တော်ဖြစ်ကျင်တဲ့ဇန်နာတွေအများကြီးပါနော်အဲကျွန်တော်သာပညာရေးဝန်ကြီးဖြစ်ရင်လို့အဲကျွန်တော်သာဒီဘာသာရေးဟိုသာသနာရေးဝန်ကြီးဌာနရောက်ခဲ့ရင်လို့စတဲ့ဥစ္စာတွေကျွန်တော်အစတက်တော့မှပြောဥပါတယ်ဗျနော်အဲကျွန်တော်သာဟိုကျန်းဥစ္စာလူမှုရေးဝန်ကြီးလို့ဟောသာသနာရေးဝန်ကြီးလို့ဖြစ်လို့ရှိရင်ခင်ဗျားတို့နိုင်ငံသားတွေလို့နေရမှာမဟုတ်ဘူး တဲ့လားမိပါတိုင်းမိပါတိုင်းတာသမီမွေးပြီးွားလို့ရှိရင် အပတ်စဉ်ဖုန်းကြောင်ပို့ရမယ်တာဝန်ရှိတယ်အဲ့ဒါတွေကအစမပို့လို့ရှိရင်ပြက်ွက်တဲ့သူကိုအကျိုးကြောင့်မကလေးလို့ရင်ဘလို့တန်ကြီးမိပါတိုင်းမိပါတိုင်းတာသမီတွေကိုလမ်းသွားလို့ရှိရင်ဓူးပေါ်ပေါင်ပေါ်မဝေ့ရအောင်လို့ဆုံးမရမယ် ဝစ်လို့ဝစ်တာလမ်းပေါ်ထွက်တာနေခင်းပိုင်းလူမြင်တဲ့အချိန်အဲလမ်းအဲ့လိုဒူးဘဘောကိုပြီးထွက်လို့ရှိရင်ဘယ်လိုအရှိယူမယ်ဆိုတာတွေကအစအဲကျွန်တော်စီစဉ်ထားတယ်ကျွန်တော်စဉ်းစားတာအများကြီးပါပဲအများကြီးပါပဲဟောတော့ပညာရေးတဲ့ပသက်လို့ရှိရင်လည်းပညာရေးရဲ့တည်ယူတွေကိုချိန်ဖို့မူလာတန်းကိုအခုလိုကျက်ပညာရေးထားမယ်နော်အလေတန်းအထက်တန်းတွေကိုအဲကျွန်တော်ကမေကုန်းစစ်တဲ့ပုံစံတွေကအစား အဲမာတီဘယ်ချွိုက်တို့အစိတိုက်တို့ဒါတွေကအစားကျွန်တော်ပြင်ဆင်ဖို့ကျွန်တော်စီစဉ်ထားတယ်စိတ်ကူးထားတယ်ကျွန်တော်လုပ်ချင်တာတွေအများကြီးပဲတော့တကကြောင်းပညာရေးမှာအဲကျွန်တော်တို့တင်ရိုးတွေလျှော့ပြီးတော့အချိန်တွေလျှော့ပြီးတော့စာကြည့်တိုက်ကို အားကိုးတဲ့စာမုပ်ဝဲစစ်စေးတဲ့ပုံစံတွေလုပ်ဖို့ကအစအဲကျွန်တော်စဉ်းစားထားတယ်ဒါပေမဲ့ကျွန်တော်တို့ကအာမတာလို့မန်လျှော့နေတဲ့ အဲလူသားတယောက်ဖြစ်တယ်ဗျကျွန်တော်ဘာမှလုပ်ပိုင်ဝင်မရှိကျွန်တော်ဘဝအခြေအနေကျွန်တော်ကကျွန်တော်လုပ်လို့ရတဲ့ကိစ္စတစ်ခုကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့လုပ်ပေးနေတာ ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အလိုက်တတိလုပ်ပေးနေတဲ့အတွက်ကြောင့်ခင်ဗျားတို့နိုင်ငံသူနိုင်ငံသားတွေအားလုံးလည်းပဲကျွန်တော်ပြောတာလေးတွေကိုအလိုက်တတိနဲ့ share ပေးတာတို့အောက်ကကြိုက်သည်ပြည်စေမကြိုက်သည်ပြည်စေအလိုက်တတိနဲ့ပြည်တော်စုအရေးကို မျှော်တွေးပြီးတော့အောက်ကနေကွန်မန့်လေးတွေဟုတ်သည်ဟုတ်မို့ရေးသွားတာတို့အဲ ျွန်တော်ပြောတာလေးတွေကိုနားထောင်ပြီးပြီးတော့ပြန်လဲထပ်ဆင့်ပြီးတော့ဝေမျှပေးတာတို့ကျွန်တော်ပြောတာလေးနားထောင်ပြီးတော့အဲတခြားသူတွေကိုပြန်ပြီး share လုပ်ပေးတာတို့ဒါကနိုင်ငံသားတွေအားလုံးရဲ့တမိုင်းပိတာဝန်ဖြစ်တယ်ဗျကျွန်တော်တို့ကအမြင်မတော်ကျတို့ကပြောပေးနေတာဖြစ်ပါတယ်เนาะအဲ့တော့ဒီဗီဒီယိုဖိုင်လေးကတော့အဲကျတို့နိုင်ငံသူနိုင်ငံသားတွေเนาะအဓိကညီကုန်းချုပ်ကျွန်တော်ပြောချင်တာကတော့ ဖြစ်နိုင်လို့ရှိရင်တော့ဈေးကြီးကြီးပါသေးမြန်မာဈေးပဲဝယ်ကြပါเนาะကလားဆိုင်တွေကမဝယ်ပါနဲ့ကျွန်တော်တို့ကျွန်တော်ရဲ့နောင်တော့နောင်တော့စာရေးဆရာကြီးရွှေတုံးပြည်အောင်ကိုယ်တိုင်လည်းပြောသွားပါတယ်เนาะဈေးကြီးဈေးတစ်ချက်ကြီးကြီးနှစ်ချက်ကြီးကြီးမြန်မာဆိုင်ကပဲဝယ်ပါတဲ့မြန်မာဆိုင်ကဈေးတစ်ချက်ပိုပေးလိုက်ရခြင်းတည်းတာသနာအတွက်အထောက်အကူပြုစေပါတယ်တဲ့ သာသနာကိုအထောက်အကူပြုစေဖို့ဘုန်းကြီးတွေရှင်းတမ်းဖို့သာသနာအစအဦးတွေစောက်ဖို့အားပေးရရောက်ပါတယ်တဲ့အဲမင်းကတကြက်သက်တာလို့ကလားဆိုင်မှာသွားဝယ်လိုက်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီကလားဆိုင်ရရွားတဲ့အမျက်ကမြေမာသာသနာကိုစော်ကားဖို့မြန်မာနိုင်ငံမှာဗလီတွေအများကြီးစောက်ဖို့ ဒီလိုအားပေးအားရောက်ရောက်တာပြုလို့ရကြာသွားပါလိမ့်မယ်တဲ့ဒါကြောင့်မို့လို့ရွှေတုံးပြောစကားလေးတိုင်းပဲနော်ကျွန်တော်တို့ဖြစ်နိုင်လို့ရှိရင်တော့မြန်မာဆိုင်ဒီပါပဲဝယ်ပါနော်မြန်မာသူတို့တွေချမ်းသာတာဘာဖြစ်လို့လဲကိုယ်မြန်မာလူမျိုးချင်းချင်းချမ်းသာတာချမ်းသာပါစေမြန်မာဆိုင်ဒီပါပဲဝယ်ပါကလားဆိုင်ဒီပါမဝယ်ကြပါနဲ့လို့ပြောကြရင်းနဲ့ဒီဗီဒီယိုဖိုင်လေးကိုဒီမှာနေအဆုံးသက်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တဒါ